ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖခင်ကြီးဒီနေ့ပူချိန်ကလည်းရဲများနေပြီပဲဘယ်လိုနေရမလဲငါကတော့အသက်ထွက်တော့မယ်ထင်တယ်အဲ့ရလည်းပန်ကားမရှိကူလာလည်းမရှိနဲ့ဘယ်လိုလုပ်ရမလဲတော့မသိပါဘူးချွေးမရဲ့အဲ့လိုမပြောပါနဲ့ ရရင်ချွေးမတလောက်တောင်ပူနေရဘာမှလည်းမလုပ်ပေးနိုင်ဘူးကိုဝင်နဲ့ကိုပန်ကားတလုံးလေးတောင်မှဝယ်မပေးနိုင်ဘူးချွေးမငါရက်တောင်ခက်ပေးမယ်နော်ငါလည်းဘာမှမတက်နိုင်လို့ပါတောင်းပန်ပါတယ်နော် အမေရဲ့အဲ့လိုတော့မပြောပါနဲ့အမေကမတက်နိုင်လဲတမီးကိုလူတလောက်တော့အကုန်လုပ်ပေးရလေအမေဒီလူတွေတွေးပြီးတော့စိတ်မကောင်းမဖြစ်ပါနဲ့ချွေးမနေရလေပြောနေတဲ့ပုံစံငါ့ကိုဘာမှစိတ်မပူနဲ့နေရကိုဝင်နဲ့လေဒါကိုဘာမှမလုပ်နိုင်ဘူးပန်ကားလည်းမဝယ်ပေးနိုင်ဘူး ချွေးမရဲ့နေကိုလည်းကြည့်အောင်ချွေးရည်နဲ့စိုးနေတာပဲဒေါနီစကားကိုကြားပြီးဆန်ဆန်ကလည်းဘာမှမပြောဘဲညင်နေပါတယ်ဆန်ဆန်ကလည်းကိုဝင်လေးလာနဲ့သူ့မိသားစုနဲ့ဆင်းရဲတဲ့အိမ်မှာနေရပါတယ်သူကဆင်းရဲတာကြောင့်အိမ်မှာကလည်းမီးမရှိပါဘူးဒီလိုနဲ့ဆန်ဆန်ရဲ့ညမရေယူကချမ်းသာတဲ့အိမ်ကယောက်ျားကိုရထားပါတယ်ဖခင်ရေအဲကုန်းနေကြောင်အခန့်ကလည်းအေးနေရပဲငါတို့၃နိုင်တောင်အိတ်လိုက်ပြီးအမရေ အန်ဒီကအမအတွက်အစားတောက်တွေစားဖို့ပို့ခိုင်းလိုက်လို့အမအကုန်လုံးစားလိုက်နော်ချွေးမအချစ်ဆုံးလေးထတော့လေချွေးမအခုဆိုကိုဝင်လေးလာဖြစ်သွားပြီအမြဲတမ်းနားယူရမယ်နော်တီးဝေရလည်းအကုန်စားရမယ်နော် ပြီးတော့လိမ္မော်သီးဖြော်ရည်လည်းတောက်လိုက်အောင်ဒေါနာကလည်းရည်ယူနားမှာထိုင်ပြီးသူ့ကိုအသီးတွေခွန်ကျွေးနေပါတယ်ဒီလိုပဲခွန်ကျွေးပြီးတော့အချင်းတွေကြောက်သွားတယ်နောက်မှာချွေးမဒီအရှိရဲ့ဟာရီကနင့်အတွက်မှားတာလေစားလိုက်ဘာလုပ်နေရလဲအမေတမီးမစားချင်တော့ဘူးဗိုက်ပြနေပြီး ချွေးမရဲမစားလို့မရဘူးလေချွေးမကိုဝင်နဲ့ပြီးတော့လေးလာတော့ဖြစ်နေပြီမစားရရင်မရဘူးလေအဲ့ရလည်းမထနဲ့တော့အေးစစ်စစ်နေအိမ်ဘွားကခန်းပြစ်မှာပဲရှိနေတာသူရရှိရင်မှာလိုက်ဒေါနာကလည်းဒီလိုပြောပြီးသူ့ကိုခေါင်းလေးကိုထိပြီးတော့ပြင်ထွက်သွားပါတယ်တဖက်မှာကရယူကတော့အိမ်အကောင်းမှာအေးအေးစစ်စစ်ပျော်ရွှင်စွာနဲ့အေကွန်နဲ့နေရတဲ့အချိန်မှာသူ့အိမ်မှာကလည်းနေရာတိုင်းမှာအေကွန်နေရှိနေပြီးအခန်းထဲမှာကလည်းအေကွန်နေပန်ကာရီရှိပါတယ်။အစားအသောက်တွေကလည်းအပြည့်ပါပဲ ဆန်ဆန်ကတော့ဘာမှမရှိပင်နေထိုင်ရပါတယ်ဒီလိုပဲအချင်းတွေကြာသွားပြီးချိမနှစ်ယောက်လုံးကိုရောက်ကမာရီကဈေးဝယ်ဖို့အတွက်ခေါ်သွားခဲ့ပါတယ်ချိမတမကြီးဒီဝိစားလလလေးတွေလှရမလားမေရဲ့ဘာဖြစ်လို့လိုမျိုးစည်းကြီးရတွေဝေးနေရလဲအခုချိန်ကဘာမွေးမလဲမသိဘူးလေချိမဘာမွေးမွေးယောက်ျားလေးပဲမွေးမွေးမိန်းကလေးပဲမွေးမွေးငါရောနှစ်ယောက်စလုံးအတွက်အဝိစားတွေဝယ်ရမယ်လေနင့်အတွက်လည်းအန်ရီကင်းလည်းလုပ်ရအောင်မေး ောလာကလည်းဒီလိုတွေပြောပြီးတော့မင်းကလေးရောယောက်ျားလေးရောနှစ်ယောက်လုံးအတွက်အဝိစားတွေအများကြီးဝယ်ခဲ့ပါတယ်။နောက်ထပ်သူ့ချွေးမအတွက်ပက်ခတ်တွေအရုပ်တွေတခြားအရာတွေအများကြီးကိုလည်းဝယ်ပါတယ်။တစ်ဖက်မှာတော့ဒေါနီကလည်းသူ့ချွေးမကိုခေါ်ပြီးစိုင်တိတိလေးတစ်ခုကိုသွားခဲ့ပါတယ်။ချွေးမအချီလုံးဆိုင်မှာဘာရောင်လေးယူမလဲ။ပန်းရောင်ကမင်းကလေးအပြန်ရောင်ကကြတော့ယောက်ျားလေးရောင်လေး။အမေရဲ့ပန်းရောင်လည်းမယူနဲ့အပြန်ရောင်လည်းမယူနဲ့။အနီလေးပဲယူလိုက်လေ။အနီကြတော့မင်းကလေးနဲ့လဲလိုက်တယ်။ယောက်ျားလေးနဲ့လဲလိုက်တယ်လေ။ ဟုတ်ပါပြီချွေးမရေနင်ပြောတာလည်းမှန်နေနော်ငါနီလေးပဲယူလိုက်မယ်နင်ကမွေးဖို့လည်းလူသေးရဲ့လေမွေးချိန်ရောက်ရင်တော့စောင်းရံတီလည်းရောက်ပြီးငါလည်းနဲ့မြေးလေးအတွက်အနှွေးတယ်လေးထိုးပေးရုံမယ်ဒေါ်နီတို့ကလည်းခြီရွေဝဲပြီးတော့ခြီထိုးမဲ့အက်တွေဝဲပြီးပြန်လာပါတယ်ဈေးနဲ့တဲ့အဝတ်အစားတွေဝဲပြီးတော့ပြန်လာခဲ့ပါတယ်ချွေးမငါတို့တွေကတော့ကားလည်းမငှားနိုင်ပါဘူးချွေးမအရင်ပူနေရဲ့လေငါရဲစိတ်မကောင်းဖြစ်တာပဲတစ်လားမင်းရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ အမေကတမီးကိုကားလဲခေါ်ပေးစရာမလိုပါဘူး။ဘာမှလည်းမဖြစ်ဘူး။ဒီလိုလေးပဲလမ်းလျှောက်ရတာကောင်းတယ်လေ။စိတ်မကောင်းမဖြစ်နဲ့နော်။အမေရဲ့နေပူရဲမှာလမ်းလျှောက်ရတာဗီတာမင် D ရောင်ရသေးရဲ့လေ။ဗီတာမင် D ရရင်မှတ်ပြီးတော့လမ်းလျှောက်ရအောင်လေ။ဆန်ဆန်ကလည်းသူ့ကိုဒီလိုပြောပြီးဒေါနီနဲ့လမ်းလျှောက်ပြန်လာပြီးတော့တစ်ဖက်မှာရေယူကန်တို့ကားနေတီချာတိုင်းပြီးအိမ်ကိုလာခဲ့ပါတယ်။ချွေးမကားပေါ်ကတီချာဆင်းတော့ ီလိုနဲ့ဒေါလာကလည်းရေယူကိုယူဆိုင်နေပြီးအိမ်ထဲကိုခုံသွားပြီးတော့သူ့ကိုစားတောက်ကောင်းတွေအများကြီးချက်ချွေပါတယ်။တစ်ဖက်မှာတော့ဆင်းရဲတဲ့ညီမဖြစ်တဲ့ဆန်းဆန်းကတော့အပူရင်းမှာပန်းကားမရှိဘာမရှိနဲ့အချင်းပြင်းနေရပြီးတစ်ဖက်မှာတော့ရေယူကတော့ချမ်းသာတဲ့အိမ်ကချွေးမှဖြစ်သွားတာကြောင့်အေးစစေးအေးကွန်းကူလာနေနေရပါတယ်။ဒီလိုပဲကြည်ရင်တဲ့အချင်းတွေကြာလာပြီးချွေးမနှစ်ယောက်ရဲ့အနည်းငယ်ကင်းရက်လေးရောက်လာခဲ့ပါတယ်။ချွေးမနေ့အတွက်ဘာမှတော့အများကြီးမလုပ်ပေးနိုင်ဘူး။ ိမ်သားကလူတွေကိုခေါ်ပြီးတော့ထမင်းကျွေးလိုက်မယ်လေအလုံးတက်ပူရီလေးလှုပ်ထားသေးတယ်အမေရဲ့ဒါရီပါလုတ်ဆရာလို့လို့လေဘလို့လေသမီးကတည့်ရရှာပြီးတော့တည့်ရစားရတဲ့ကိစ္စကိုအမေသမီးကိုလက်ဆောင်လေးပေးလိုက်ရင်ပြီးပြီပေါ့မဟုတ်ပါဘူးချွေးမရဲ့ငါလဲပြောရဲလေနေပထမနေ့ရဝေထားရစားရလေးပဲဝစ်လိုက်တော့ပန်းရောင်လေးကနင်းနေအရန်လာတာဆန်းဆန်းကလေသူ့ရောက်ခမပြောတာကြောင့်စာရီအဟောင်းလေးတစ်ထည်ဝစ်ပြီးအလှရီလေးပြင်နေပါတယ် ဒေါနီကလည်းအေသေရီစားဖို့အတွက်မုန်နေပူရီတွေလုပ်နေပါတယ်။ခဏကြာမှအေသေရီလည်းရောက်လာခဲ့ပါတယ်။မမဝင်ရလဲလောင်နေရပဲ။အရင်လေးပူတာပဲနော်။အေသေရီခေါ်တာမှတော့ပန်ကလေးတစ်ခုတော့ယူထားတင်တာပေါ့။အခုကျတော့လည်းပူလောင်နေရောပဲ။မမတို့ရဲ့အမြဲလုဆရာရှိရလုလိုက်ပါတော့ပူနေပြီ။မိမကြီးတွေအားလုံးကလည်းအပူတန်းကြောင့်စိတ်ညစ်ပြီးလက်ဆောင်တွေအယုတ်တွေအကုန်လုံးပေးပြီးတော့အမြင်ပြန်သွားခဲ့ပါတယ်။အသက်ကြီးတဲ့သူတွေတယောက်နှစ်ယောက်ကကြံနေပါတယ်။ချွေးမ ။နင်ခုမွေးမဲ့ကလေးလေးရာနင်တို့အိမ်အတွက်အဆင်ပြေပါစေလို့ပဲဆုတောင်းနေ။ဟုတ်တယ်အန်တီရဲ့။အမေကဘာလို့စိတ်မကောင်းဖြစ်နေရလဲ။လူရရတော့ဒီလိုပါပဲ။အမေရန်သူများကိုပြောကြရလေ။အမေသူများစကားတွေကိုအရေးမလုပ်ပါနဲ့။သမီးကိုလက်ဆောင်ပေးလေ။ဒေါနီကလည်းသူ့လက်နေထိုးထားတဲ့အနှွေးတွေလှလှလေးတစ်ထည်ကိုပေးပါတယ်။တပတ်မှတော့ရွရွရဲ့ပွဲမှာကြတော့ခဲမတစ်ခုငါပြီးအကြီးအကျယ်လုပ်နေကြပါတယ်။ရွရွသမီးမပူးလား။ပူရင်သမီးကိုအဲခုံကိုအရှင်တိုးပေးမယ်လေ။ အမေရဲ့လုံးဝမပူပါဘူးအေးစေးပဲအမေသမီးလေးတည်သည့်ဖြုတ်ရီတောက်ချင်တယ်မှားပေးပါလားဟုတ်ပြီသမီးအမရော စားပေးပြီလားဘာရီလုံနေလဲဟုတ်စားပေးပါပြီအမလည်းဟင်းနေချက်ထားရများလိုက်တာအရန်လေးစားလို့ကောင်းတယ်ဘိုက်လည်းတင်းနေပြီဘာရီစားရမလဲလည်းမသိတော့ဘူးအမကချွေးမောက်အရန်ချစ်တယ်ထင်တယ်ဒီလိုခမ်းမမျိုးဘယ်သူမှမငားကြဘူးဒီနေရာမှာပူရေးဆိုတာသိတော့မသိရဘူးဟုတ်တယ်အမကြီးဒီအခန်းမှာလေအဲကွန်အလုံး90လောက်တက်ထားတာ ကျမချွေးမဖြိုရီတောင်းတာရေသွားယူလိုက်အောင်မယ်အမပါတီမှာအေးဆေးနေနော်ဒေါလာကလည်းရည်ရွယ်ချက်ဖြိုရီသွားယူပြီးဒေါလာကသူ့ချွေးမကိုခမ်းမမှာကြီးကျယ်ပွဲကိုလုပ်ပေးပြီးလူတွေကလည်းရန်ကိုချီးကျူးပြီးတော့လက်ဆောင်တွေလည်းဇီးကြီးတာတွေပေးကြပါတယ်တစ်ဖက်မှာညီမတစ်ယောက်ကတော့အပူရင်းပေါင်ပွဲကိုလုပ်နေရပြီးနောက်တစ်ယောက်ကတော့နန်းတော်လူနေရာမှာနေထိုင်ရပါတယ်ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးတော့ကိုဝင်တွေလည်းရပ်ပြေသွားပြီးမွေးရမယ့်အချိန်ကိုရောက်လာပါပြီရည်ရွယ်ကတော့ဇီးကြီးတဲ့စင်းရုံမှာမွေးပြီး ဆန်ဆန်ကတော့စိုးရဆင်းရုံမှာမွေးခဲ့ပါတယ်။ငါချွေးမတော့တားလေးမွေးတာပဲ။ငါမြေးလေးရသွားပြီ။အရန်ပြော်တာပဲ။ငါမုံ့ချူတွေယူလာတယ်။အားလုံးကိုကျွေးရမယ်။ဒေါနီကလည်းဆင်းရုံတစ်ခုလုံးကိုမုံ့လေးဝေးပေးပြီးတက်ဖက်မှာတော့ငါရန်ပြော်တာပဲချွေးမရဲ့။ငါမြေးမလေးရပြီ။အားလုံးကိုမုံ့နေကျွေးမယ်။ဒေါလာကလည်းအားလုံးကိုမုံ့နေဝေးကျွေးနေပြီးအားလုံးကလည်းပြောနေကြပါတယ်။တပတ်မှာတော့ဒေါနီကလည်းစင်းရဲပဲမဲ့ပျော်နေပြီးတော့တယောက်ကချမ်းသာပြီးပျော်နေပါတယ်။ ဘဝမှာပျော်ရွှင်မှုကသာအဓိကကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်